လုံးမင်္ဂလာပါနော်ဒီဗီဒီယိုလေးမှာတော့ဒီအုတ်ထုတ်ကောင်းဒီကွင်းထိုးလေးလေးကိုထိုးပြပေးပါမယ်နော်သုံးနာရီရှိရတော့မစ်ကော်တွန်းဖိုးပလိုင်းကိုပဲသုံးပြီးတော့ထိုးပါတယ်နော်အဆိုင်2မီလီမီတာကိုသုံးပြီးထိုးမယ်နော်ရှိရတော့ဒီအောက်ကန်တွက်ကတော့ကိုယ်ကြိုက်နေတတ်တဲ့အရာလေးလုံမယ်နော်ပြီးတော့ပန်းမွေလီတွက်ကဝါလီမွန်နဲ့အညိုလေးလုံမယ်ပြီးရင်သီးဝဲလောက်ကိုအစိမ်းဆောင်လေးလုံမယ်နော်ပြီးရင်အုတ်ထုတ်ဒီအနားလေးကိုထိုးထားတဲ့အာရှီအမဲရောင်လေးလုံမယ်နော် ဒါဆိုရင်ဒီကောင်းဒီပွင့်လေးကိုစပြီးတော့ထိုးပြပါမယ်เนาะအရင်ဆုံးဒီအုတ်ထုတ်လေးကိုစပြီးထိုးမယ်เนาะစီဒီရောင်လေးနဲ့မက်ဂျီဝင်လေးလုံနိုင်မယ်เนาะပြီးရင်ဒီမက်ဂျီဝင်နေကနေဖုန်မီတစ်ချက်တက်မယ်ပြီးရင်ဒီမက်ဂျီဝင်နေကနေတိုင်တို6တိုင်ထိုးမယ်เนาะဒီနေ့

မျိုးလေးပြီးရင်ဖုမီတစ်ချက်တက်မယ်ဖုမီတစ်ချက်တက်ပြီးတော့ဒီဖုမီတစ်ချက်တက်ထားတဲ့ပောက်ထရပဲတပောက်မှာတိုင်တိုနှစ်တိုင်စီနဲ့ဘူကြီးတပတ်လက်ထိုးမယ်နော်စုစုပေါင်းတပောက်မှာနှစ်တိုင်စီနဲ့ဘူကြီး၁၂တိုင်ရှိရမယ်နော်အမ်တိုင်တို၁၂တိုင်ရှိရမယ်နော်တပောက်မှာနှစ်တိုင်စီနှစ်တိုင်စီနဲ့ဖက်ဖက်လက်ထိုးသွားမယ်နော်အမျိုးလေး ဒီမှာတပေါက်မှာတိုင်တို၂ချက်စီနဲ့ပပလည်းထိုးလာပြီဆိုရင်နံပါတ်3အဆင့်ကိုတက်ဖို့အတွက်ဖူမီတစ်ချက်ထိုးလိုက်မယ်နော်ပြီးရင်ဒီဖူမီဒီဖူမီတစ်ချက်တက်ထားတဲ့အပေါက်ထဲမှာပဲတိုင်တို၃တိုင်နော်ပြီးရင်နောက်တစ်ပေါက်မှာတိုင်တို၃ပေါက်ထဲမှာ၂တိုင် HV ထိုးပါလေနော်ပြီးရင်နောက်တစ်ပေါက်မှာတိုင်တို၃တိုင် ပြီးရင်နောက်တစ်ပောက်မှာကြတော့တစ်ပောက်ထဲမှာနှစ်တိုင်အေးဘူကြီးဒီလိုမျိုးထိုးမယ်နော်အေးဘူကြီး6စုံပပလက်တိုင်တို့17တိုင်ရှိရမယ်နော်နှစ်စုံရပြီနော်ပြီးရင်နောက်တစ်ပောက်မှာတိုင်တို့တိုင်ပြီးရင်နောက်တစ်ပောက်မှာကြတော့တစ်ပောက်ထဲမှာနှစ်တိုင် เนาะဓာမျိုးလေးဓာမျိုးလေးပပတ်လေးထိုးမယ်เนาะဒီမှာ AV နဲ့ပပတ်လေး6စုံထိုးလာပြီးပြီเนาะ6စုံထိုးလာပြီးဆိုနောက်ဆုံးမှာဒီမှာချက်ကော်လုတ်ထားတဲ့ပောက်ကိုကြော်မယ်เนาะချက်ကော်လုတ်ထားတဲ့ပောက်ကြော်ပြီးပထမဆုံးတိုင်တူထိုးထားတဲ့ပောက်ကလေးကနေချက်ကော်လေးနဲ့ခြေတိုင်းမယ်เนาะဓာမျိုးလေးအမျိုးလေးရပြီဆိုရင်နံပါတ်၄နံပါတ်၄မှာကြာတော့ဖုံးမီရှက်တက်မယ်ပြီးရင်နံပါတ်၄မှာကြာတော့2 wave ထိုးမယ်နော်ဒီပထမဆုံးအပေါက်မှာတိုင်တူတတိုင်း နော်ပြီးရင်နောက်တစ်ပောင်းမှာတတိုင်းပြီးရင်နောက်တစ်ပောင်းမှာကြာတော့တစ်ပောက်ထဲမှာနှစ်တိုင်းနှစ်တိုင်းနဲ့အပွေထိုးမယ်နော်တစုံရပြီနော်2 AP ပြီးရင်နောက်တစ်ပောက်မှာတိုင်တူတတိုင်းပြီးရင်နောက်တစ်ပောက်မှာလည်းတိုင်တူတတိုင်းပြီးရင်နောက်တစ်ပောက်မှာကြာတော့တစ်ပောက်ထဲမှာနှစ်တိုင်း နော်ဒါမျိုးလေး 2AV 2စုံရပြီဒီလိုမျိုးပဲ 2AV 6စုံရအောင်ပြန်ထိုးလာမယ်နော်ဒီမှာမမင်းနံပါတ်4အဆင့်ကို ထိုးလာပြီးပြီနော်နံပါတ်5အဆင့်မှာကြတော့ဖုန်မီတစ်ချက်အရင်တက်နိုင်မယ်နော်ပြန်ရင်ဒီနံပါတ်5အဆင့်မှာကြတော့တိုင်ပွားတွေပါတယ်မရှိတော့ဘူးเนาะတိုင်တို့တပေါက်မှာတတိုင်းစီနဲ့24တိုင်ပပတ်လေထူသွားမယ်เนาะတပေါက်မှာတတိုင်းစီ နော်ဒါမျိုးလေးတစ်ပေါက်မှတစ်တိုင်းစီနဲ့ပတ်ပတ်လက်ထိုးလာမယ်ဒီနံပါတ်5 6 8 4ဘက်ကိုကြတော့တိုင်ပွားတွေဘာလို့မရှိတော့ဘူးဒီလိုမျိုးတစ်ပတ်တစ်ပေါက်မှတစ်တိုင်းစီတစ်တိုင်းစီနဲ့ပဲပတ်ပတ်လက်၄စင်ထိုးလာမယ်နော်ဒီမှာမမင်းနံပါတ်၈အစင်းဒီထိုးလာတယ်เนาะနံပါတ်၈ပြီးလို့နံပါတ်9ကိုတက်ဖို့အတွက်ဖူမီတရှက်ထိုးမယ်ဖူမီတရှက်ထိုးပြီးနံပါတ်9အစင်းမှာကြတော့တပေါက်မှာ2တိုင်စီနဲ့ဘူတပတ်လည်းထိုးမယ်เนาะ ဘွေကြိုးတဲ့အခါမှာဒီလက်မဘက်ခြမ်းကိုပဲယူမှာဟိုဘက်ခြမ်းကိုထားပေးခဲ့မယ်နော်နှမျက်နာတလုံးမယူတော့ဒီလက်မဘက်ခြမ်းကိုပဲယူပြီးတော့တပေါက်မှာနှစ်တိုင်းစီနဲ့ပပလည်းထိုးသွားမယ်နော်ညူတပေါက်မှာနှစ်တိုင်းစီနဲ့ဘူကြီးထိုးမယ်နော်ဒီလက်မဘက်ခြမ်းလေးကိုပဲယူပါမယ်နော်ဒါမျိုးလေး ဒါမျိုးလေးပပတ်လေးထိုးသွားမယ်နော်နံပါတ်6စင်မှာတပောက်ဝမ်းနှစ်တိုင်းစီနှစ်တိုင်းကြီးနဲ့ထိုးလာပြီဆိုရင်ဒီမှာပထမဆုံးတိုင်တူရဲ့အထိတ်လေးမှာချက်ကော်လေးနဲ့ရှေးလိုက်မယ်เนาะပြီးရင်နံပါတ်10နံပါတ်10မှာကျတော့တိုင်မွားမရှိတော့เนาะတပောက်မှာတိုင်စီနဲ့ပပတ်လေးပြန်ထိုးမယ်ဒီစင်လေးပါလေเนาะ တပောက်မှာဒတိုင်းစီနဲ့ပဲထိုးမယ်နော်ဒီနံပါတ်10ဆက်သေးနှစ်ပတ်ကိုတပောက်မှာဒတိုင်းစီနဲ့ပပလဲထိုးသွားမယ်နော်နံပါတ်7အစင်ဒီနောက်ဆုံးမှာ ချက်ကော်လီနဲ့မရှိခင်ရှီသားလေးကိုအရင်ဆုံးဖြတ်လိုက်မယ်နော်ရှီသားဖြတ်ပြီးတော့ဒါလေးကိုချိုးကလေးနဲ့တည်တည်တတ်တတ်ကလေးဖြစ်အောင်ချုံမယ်နော် မှာဒီမိသားလေးဖြစ်နေအောင်ချိုးဝက်ကလေးနဲ့ဒီမျိုးလေးချက်ကော်ရာအရင်မပေါ်အောင်ပေါ့နော်လှလာလေးချိုးလိုက်ပါမယ်ဒီမျိုးဒီမျိုးလေးနော်ပြီးရင်ဒီစားလေးကိုဒီအုတ်ထုတ်လေးထဲမှာပဲပြန်ပြီးတော့ဒိန်မယ်နော် เนาะဒီစားလေးကိုအမ်ကကြီးနဲ့ညှက်မထုတ်လိုက်လို့ရတယ်เนาะဒီထဲမှာပဲပြန်ထည့်ရတယ်ဒီထဲကိုဆီလီကွန်ထည့်အောင်မှာဆိုတော့ကိစ္စမရှိဘူးเนาะဒီလိုအတိုင်းလေးပဲထားနိုင်မယ်เนาะโอเคတမ်းမြူလေးဒါဆိုရင်ဒီမှာအုတ်ထုတ်လေးရပြီနော်အုတ်ထုတ်လေးထုတ်ပြီးသွားပြီဆိုရင်ဒီနားလေးကိုရှီမဲလေးနဲ့ကွမယ်နော်ရင်တော့ကွင်းရှင်လေးလိုလိုက်မယ်နော် ပြီးရင်ဒီအောက်ကလေးကနေပြီးတော့ဒီနံပါတ်8တန်းမြောက်ပေါ့နော်နောက်ဆုံးတန်းလေးမှာတမျိုးလေးထည့်ပြီးတော့ထုံးမယ်နော်တမျိုးလေးတမျိုးလေးလှုပ်လိုက်မယ်ပြီးရင်ဒီမှာနောက်တစ်ပေါက်မှာအက်ကိုထိုးထည့်မယ်ပြီးရင်ရေးသားလေးကိုတဲလာပြီးတော့ချက်ကော်လေးနဲ့တမျိုးလေးလှုပ်လိုက်မယ် ြီးရင်နောက်တစ်ပတ်ကို အထိုးထည့်လိုက်မယ်ပြီးရင်ဒီအောက်ကရေးသားလေးကိုတည်လာပြီးတော့ဒါမျိုးလေးလုပ်လိုက်မယ်ဒီနေရာမှာတတိထားမှာအဒီမှာဒီဘက်မှာတိုင်တူတချမ်းတချမ်းကြံလာလေးတို့မအုပ်မိပါစေနဲ့နော်ဒါလေးတွေကိုတည်တည်ရှိရှိအောက်ဘက်ကလေးကနေတည်ချာကြည့်ပြီးထိုးမယ်နော်ပြီးရင်နောက်တစ်ပတ်ကိုအထိုးထည့်မယ်ရှီမဲရောင်လေးတည်လာမယ်ပြီးရင်ဒီမျိုးလေးချက်ကောလေးနဲ့ရှိလိုက်ပြီးရင်နောက်တစ်ပတ်ကိုဒီမှာ နောက်တစ်ပောက်ကိုအထိုးထည့်မယ်။ရှီမဲရောင်လေးကိုတည်လာမယ်။ဓာမျိုးလေးချက်ကော့လေးလုပ်မယ်။လွယ်လွယ်လေးပါမယ်နော်။နောက်တစ်ပောက်ကိုအထိုးထည့်မယ်။ရှီစားလေးကိုတည်လာမယ်။ချက်ကော့လေးနဲ့ဓာမျိုးလေးလုပ်နိုင်။နောက်တစ်ပောက်ကိုအထိုးထည့်မယ်။ရှီစားလေးကိုတည်လာမယ်။ဓာမျိုးလေးချက်ကော့လေးလုပ်နိုင်။နော်။နောက်တစ်ပောက်ကိုအထိုးထည့်မယ်။ရှီစားလေးကိုတည်လာမယ်။ချက်ကော့လေးလုပ်မယ်။ဓာမျိုးလေး ဒီမှာအုတ်ထုတ်လေးထိုးပြီးသွားပြီဆိုတော့ခေါင်းကြီးလေးနဲ့တွဲဖို့အတွက်လာတော့မယ်နော်ခေါင်းကြီးလုံးနဲ့ဒီမျိုးလေးတွဲဖို့အတွက်မမဒါခေါင်းကြီးနဲ့တွဲဖို့အတွက်ကိုကြတော့ပထမဆုံးမချွေဝင်နဲ့မှတိုင်းတူ6တိုင်ထိုးတယ်ဒုတိယဆင့်မှာကြတော့ V 6စုံထိုးတယ်တတိယဆင့်မှာ AV 6စုံထိုးလာတယ်နော်အသေးစိတ်ထိုးမပြတော့နော်ဒီညာလေးကိုပတ်တန်လေးပဲရေးပေးထားမယ်နော်ဒီနံပါတ်3အဆင့်နေထိုးလာလိုက်တယ်နော်နံပါတ်၄မှာကြတော့2 AV 3စုံအရင်ထိုးလိုက်မယ် เนาะ 2AB တလုံးထိုးပြီးပြီဆိုရင်ခေါင်းစည်းလေးကိုတစ်မျိုးလေးလာထည့်မယ်ပြီးရင်ဒီမှာခေါင်းစည်းရဲ့တိုင်တူတစ်ပောက်ကိုနေရာယူလိုက်တဲ့ဆိုတော့နောက်တစ်ပောက်မှာတိုင်တူတစ်တိုင်းเนาะနောက်တစ်ပောက်မှာတိုင်တူတစ်တိုင်းထိုးပြီးပြီဆိုရင်ဒီမှာနောက်တစ်ဘေးကလေးအပေါက်မှာကြတော့တစ်ပောက်မှာတိုင်တူနှစ်တိုင်ထိုးလိုက်မယ်ဝီထိုးလိုက်မယ်เนาะအမျိုးလေးเนาะ ခေါင်းစည်းလေးဟာအန်တိုင်တူတစ်ပေါက်ကိုနေရာယူလိုက်တယ်ဆိုတော့ဒီနေရာမှာ 8V တစုံပဲထိုးလိုက်မယ်เนาะပြီးရင်နဘေးကလေးရမှာတိုင်တူတစ်တိုင်းပြီးရင်နောက်တစ်ပေါက်မှာတစ်တိုင်းနောက်တစ်ပေါက်မှာကြတော့တိုင်တူတစ်ပေါက်မှာနှစ်တိုင်းနဲ့ 2V တစုံပြန်လာမယ်ပြီးရင်နောက်ထပ်တစုံထပ်လာထိုးမယ်ဒီနေ့ တိုင်းတို့နှစ်တိုင်းထိုးပြီးပြီဆိုရင်နောက်တစ်ပေါက်မှာကျတော့ဘူးနော်ဒါမျိုးလေးတွေးပြီးနှစ်စုံပြန်လာပြီးပြီဆိုရင်ခေါင်းစည်းလေးကိုဒီဘက်မှာပြန်ထည့်မယ်နော်ပြီးရင်ဒီမှာနောက်တစ်ပေါက်မှာတိုင်းတို့လေးနဲ့သောနာလိုပဲတိုင်းထိုးလိုက်ဒီမှာလည်းတစ်ပေါက်ကနေရာယူလိုက်တယ်နော်ခေါင်းစည်းလေးကကောင်းစီလေးကတိုင်တူတပောက်ကိုနေရာလေးဆိုတော့ဒီနေရာမှာ AV AV ပဲထိုးလိုက်မယ်နော် ော်ဒါမျိုးလေးပြီးရင်နောက်ဆုံး၃မောက်ကြံနေတာကိုကြတော့ 2AV တစုံထိုးလိုက်မယ်နော်ပြီးရင်ရှက်ကောလုပ်ထားတဲ့နေရာကြော်ပြီးပထမဆုံးတိုင်တူဝက်ထိပ်လေးမှာရှက်ကောလေးနဲ့ချိန်ပြီးတော့အချီစားလေးကိုရှိရှိလေးဖြတ်လိုက်မယ်နော် မှာအုတ်ထုတ်လေးနဲ့ခေါင်းသီးလေးနဲ့ကိုလာပြီးတော့ချုပ်လိုက်မယ်နော်ဒီမှာပထမအုတ်ထုတ်ထိုးတော့ကဒီမှာတိုင်တိုလေးတရှမ်းတရှမ်းကြံနေတယ်နော်အဲ့ဒီဟာလေးကိုဒီဘက်အဖျားလေးနဲ့ဟိုဘက်အဖျားလေးနဲ့ထိုးလိုက်မယ်နော်ဒါမျိုးလေးချုပ်လိုက်မယ်နော်ဟိုဘက်အဖျားလေးနဲ့ဒီဘက်အဖျားလေးနဲ့ကိုတပေါက်မှာတရှမ်းစီနဲ့ပတ်ပတ်လေးချုပ်လိုက်မယ်နော် နော်ဒါမျိုးလေးလာလာလေးချုပ်သွားမယ်နော်။ဒါမျိုးမျိုးဒါမျိုးလေးပပလေးချုပ်သွားမယ်နော်။ဒီအပေါက်လေးပိတ်ခါနီးကြရင် ဒီမှာဒီထက်ကိုစီလီကွန်လေးတင်းနေအောင်ထည့်လိုက်မယ်နော်ဒါမျိုးလေးနော်ဒီမှာအုတ်ထုံးနဲ့ခေါင်းသီးနဲ့တွဲပြီးပြီဆိုတော့ပန်းလေးနဲ့အသီးရွက်လေးလာထုံးမယ်နော်အရင်တော့အသီးရွက်လေးကိုထုံးမယ်နော်ခြေစိမ်းရောင်လေးနဲ့ဖုံးမီငါးကားထုံးမယ်နော်အသီးရွက်လေးကတိတိလေးပဲဆိုတော့ဖုံးမီငါးကားနဲ့ပဲထုံးမယ်နော်ဒီတော့လေး ငါဖုန်မီငါးခါထိုးပြီနောက်ထပ်ဖုန်မီတစ်ခါတက်မယ်နော်နောက်ထပ်ဖုန်မီတစ်ခါတက်ပြီးတော့ဒီဒုတိယမြောက်ဖုန်မီမှာတိုင်တူတတိုင်းနော်ပြီးရင်နောက်ထပ်တိုင်လက်တတိုင်းပြီးရင်အလယ်မှာကြတော့တိုင်ရှိတတိုင်းနော်တိုင်ကြီးတိုင်ထိုးပြီးပြီဆိုရင်တိုင်လက်တိုင်ပြန်လာမယ် တိုင်းနဲ့တိုင်းပြန်လာပြီးနောက်ဆုံးမှာတိုင်တူเนาะတိုင်တူလေးနဲ့ဆုံးတက်လိုက်တယ်ပြီးရင်ဖုန်းမီတစ်ချက်တက်ပြီးတော့ဒီဘက်ကိုပြန်လိုက်ပါပြန်ဝိုက်လာမယ်เนาะတိုင်တူထိုးထားတဲ့နေရာမှာတိုင်တူတိုင်လက်ထိုးထားတဲ့နေရာမှာတိုင်လက်เนาะပြီးရင်တိုင်ရှီထိုးထားတဲ့နေရာမှာတိုင်ရှီเนาะပြီးရင် တိုင်လက်ထိုးထားတဲ့နေရာမှာတိုင်လက်နောက်ဆုံးမှာကျတော့တိုင်တူနော်ဒါမျိုးလေးဒါမျိုးလေးရပြီဆိုရင်မာပထမဆုံးဒီမှာတိုင်တူထိုးလာတဲ့ထိပ်လေးမှာချက်ကော်လေးနဲ့ရှိတ်လိုက်မယ်နော်ချက်ကော်လေးနဲ့ရှိတ်ပြီးဒါလေးကိုရေစားလေးကိုဖြတ်လိုက်မယ်နော် ီစားလေးကိုဖျက်ပြီးဒီနောက်ကစားနေနဲ့ရှည်လိုက်မယ်နော်ဒီနေရာမှာကော်နဲ့ကပ်မယ်ဆိုတော့ဒါကတိတ်ပြီးတော့ဟိုလိုပြောမလှလှကြီးစားအောင်မသိမ့်လိုက်လေရတယ်နော် Okay ဒါမျိုးလေးရပြီဆိုရင်ရှည်စားလေးကိုပန်းမူနေထိုးဖို့အတွက်ရှည်ဝါလိမ္မော်ရောင်လေးနဲ့မတ်ချွေလေးလှုပ်လိုက်မယ်နော်ပြီးရင်ဒီမတ်ချွေနဲ့ကနေဖို့မီနှစ်ခါနော် ဖုတ်မိနှစ်ခါထိုးပြီးဒီပေါက်ထဲမှာပဲယင်တိုင်ရှိတတိုင်တူတူလေးပဲထိုးမယ်နော်တိုင်ရှိကိုပြီးရင်ဖုတ်မိနှစ်ခါပြီးရင်ဒီပေါက်ထဲမှာပဲချက်ကော်နေရှိနော်ပြီးရင်ဖုတ်မိနှစ်ခါပြန်ဒီပေါက်ထဲမှာတိုင်ရှိတတိုင်တို့တို့လေးပဲတတိုင်ထိုးမယ်ပြီးရင်ဖုန်မီနှစ်ခါเนาะ ချက်ကွန်နဲ့ရှိတ်ဝိုင်းနေတဲ့မှာပဲချက်ကွန်နဲ့ပြန်ရှိတ်မယ်ဒါဆိုရင်ဒီမှာပွင့်ဖက်လေးနှစ်ခုရပြီเนาะဒီလိုမျိုးပွင့်ဖက်လေး၅ခုထိုးလာမယ်เนาะဒီမှာပွင့်ဖက်လေး၅ခုထိုးလာပြီးပြီဆိုရင်ဒီဝိုင်းလေးကိုဆွဲစီလိုက်မယ်เนาะเนาะဒါဆိုရင်ဒီမှာပန်းမွင့်လေးရပြီเนาะပန်းမွင့်လေးရပြီဆိုရင်ဒီမှာဒီရှီစားလေးကိုဖြတ်လိုက်မယ် ြည်စားလေးကိုဖျက်ပြီးတော့ဒီနောက်လေးမှာပဲလာပြီးတော့တင်လိုက်မယ်နော်ဒီမှာပန်းမွင်အထက်ကဝက်ဆန်လေးထုတ်ဖို့တော့ရှင်ညူရောင်လေးနဲ့အချုပ်ဝက်လေးမှာထည့်ထားလိုက်ကြနော်ပြီးရင်ဒါလေးကိုဒီမှာအမျိုးလေးထိုးထည့်ပြီးတော့အမှနှစ်ရက်သုံးရက်လောက်ရစ်မယ်နော်ရစ်ပြီးတော့ဒီပောက်ကလေးထဲမှာပဲထည့်လိုက်မယ်နော် เนาะဒါမျိုးလေးဒါဆိုရင်ဒီမှာအထက်ကဝတ်ဆံတိတိလေးရပြီเนาะနောက်ကိုကကြီလေးနဲ့ပဲဖြတ်လိုက်မယ်เนาะဒါမျိုးလေးရပြီဆိုရင်ဒီမှာအုတ်ထုတ်လေးမှာလာပြီးတော့ဒီမှာအုတ်ထုတ်မှာကိုကြိုက်တဲ့နေရာလေးပေါ့เนาะဒီနဘေးဆိုရင်လည်းနဘေးဒီနေရာလေးဆိုရင်လည်းဒီနေရာလေးအလဲတက်တယ်ဆိုရင်လည်းအလဲတက်တယ်ပေါ့เนาะဒါမျိုးလေးဒါမျိုးလေးကြိုက်လိုက်ရုံပါပဲเนาะ ဒီမှာဒီအုတ်ထုတ်လေးမှာကတ်တယ်မျိုးပဲเนาะဒီအလဲမှာကြိုက်ရှင်တဲ့အလဲမှာထဲပေါ့เนาะဒါမှမဟုတ်နဘေးမှာကြိုက်ရှင်တယ်နဘေးမှာဒါမျိုးလေးထည့်လိုက်ရုံပါပဲเนาะဒါကြောင့်ရင်မင်းမင်းဒီဗီဒီယိုလေးကိုဒီမှာပဲအဆုံးတက်လိုက်ပါမယ်เนาะ